အားလုံးပဲမင်္ဂလာပါအာဆင်နယ်ဂန်းနောက်မြန်မာရဲ့ Facebook TikTok နဲ့ YouTube Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ရဲ့ညီကိုမောင်နှမရဲ့လည်းကျွန်တော်မတွေ့ဆုံရတာတော်တော်လေးကြာခဲ့ပြီဒီကနေ့မှာတော့ကျွန်တော်တို့အာဆင်နယ်အသင်းအတွက်တကယ်ကိုမှအရေးကြီးတဲ့ breaking news တစ်ခုတက်လာတယ်ပြီးခဲ့တဲ့ရက်တွေတည်းကဒီသတင်းကတက်နေပေမဲ့ပေါ့နော်ဒီနေ့မှာတော့ Fabrizio Romano ကိုယ်တိုင်ကနေပြီးတော့မှအတီးပြုတ်သွားခဲ့ပြီးပဲဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့အာဆင်နယ်အသင်းဟာရှေ့လာမယ့်ယာဒီအတွက်အာဆင်နယ်အသင်းက ဒီ transfer ပေါင်းများစွာပေါ့နော်ပွင့်လင်းပွင့်လင်း200ဒီဇက်တိုက်လောက်လိုက်နေတဲ့ Real Sociedad အတင်းရဲ့အသက်26နှစ်အရွယ် Spain လက်ရွေးစဉ်ကွင်းလေခန်းစစ်ကစားသမားဖြစ်တဲ့ Martin Zubimendi ကိုခေါ်ယူဖို့အတွက်အလုံးစုံသဘောတူညီမှုရရှိသွားခဲ့ပြီးဆိုပြီးတော့ Fabrizio Romano ကနေပြီးတော့မှ Here we go ဆိုပြီးတင်ထားပါတယ်ဒီသတင်းကပြီးခဲ့တဲ့ရပိုင်းတွေမှာ Greg ကတော်တော်လေးကိုမှတက်နေတယ်ဒါပေမဲ့ဒီကနေ့မှာတော့အတီးသတင်းတက်လာခဲ့ပြီး Arsenal အတင်းရဲ့ကံလမ်းမှုကိုတော့နောက်ဆုံးချိန်မှာတော့ real ဆိုစီတဲ့အသင်းရောကစားသမားရောနှစ်ဦးစလုံးကလက်ခံလိုက်တဲ့ဂျာယက်တွေမှာတုန်းက real madrid အသင်းကလည်းဒီကစားသမားကိုလိုချင်တယ်ဆိုပြီးတော့တောက်ချောက်သတင်းတွေတက်လာတဲ့ real madrid အသင်းကလည်းဒီကစားသမားကိုစူးစမ်းနေပေမဲ့နောက်ဆုံးမှာတော့ဒီကစားသမားက arsenal အသင်းကိုပြောင်းရွှေ့ဖို့အတွက်သဘောတူညီမှုရသွားပါပြီပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော် twitter မှာဖတ်ခဲ့တဲ့သတင်းတွေအရာတော့ martin zubimendi ကို arsenal အသင်းခေါ်တာက thomas party နဲ့ဘာမှမသက်ဆိုင်ဘဲနဲ့ ဂျော်ဂျင်းဟိုထွက်ခွာသွားမှုအတွက်အဲ့ဒီနေရာမှာအစာထိုးခေါ်ရဲဆိုပြီးတော့ကျွန်တော်တည်င်းတွေဖတ်ရတယ် သောမတ်ပါတီရဲ့အပြောင်းရွှေ့ကိစ္စကတော့ဘယ်လိုမျိုးဆက်ဖြစ်လာမလဲဆိုတာကတော့ကျွန်တော်စိတ်ဝင်စားနဲ့ဆက်လက်စောင့်ကြည့်ရမယ်။မာတင်ဆူဘီမန်ဒီအကြောင်းကိုပြန်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီကစားသမားကိုအာဆင်နယ်အသင်းကပြောင်းရွှေ့ဂျေယူရိုတန်း60အင်္ဂလန်ပေါင်ဆိုလို့ရှိရင်ပေါင်တန်း90ဆွန်းဆွန်းကိုပေးပြီးတော့အာဆင်နယ်အသင်းကဒီကစားသမားကိုခေါ်ယူဖို့အတွက်သဘောတူညီမှုရရှိထားခဲ့ပြီးအာဆင်နယ်အသင်းရဲ့အခုလာမယ့်နွေရာသီအပြောင်းရွှေ့ရဲ့ပထမဆုံးခေါ်ယူမှုဖြစ်လာမယ်။လာမယ့်ရက်ပိုင်းအတွင်းမှာဒီကစားသမားကိုခေါ်ယူဖို့အတွက်အာဆင်နယ်အသင်းကစာရွက်စာ ယ်ကိစ္စတွေအားလုံးအပိသက်လှုပ်ဆောင်သွားမယ်လို့လည်းသိရတယ်ဒီကစားသမားကိုတော့ကျွန်တော်တို့အာဆင်နယ်အသင်းကလိုချင်နေတာတော်တော်လေးကြာခဲ့ပြီပြီးခဲ့တဲ့ဒီ transfer တော့ကလည်းပြီးခဲ့တဲ့ညကဒီ transfer မှာတော့ကလည်းအာဆင်နယ်အသင်းကဒီကစားသမားကိုလိုက်တယ်ဒါပေမဲ့ဒီကစားသမားက liverpool အသင်းနဲ့သဘောတူညီမှုရသွားတယ်ဆိုပြီးတော့ဒီကစားသမားရဲ့အပြောင်းအရွှေ့ကပြီးသွားတယ်ပြီးသွားတော့ ဒီ January transfer window မှာတော့ဒီကစားသမားကို Arsenal အသင်းကပုံကိုရေးဆိုင်ရာသဘောတူညီမှုရရှိထားခဲ့တယ်ဆိုပြီးသတင်းတွေထပ်တက်လာတယ်။အဲနောက်ပိုင်းမှာတော့ပြန်ငြိမ်သွားတယ်။အခုတခါမှာတော့ဒီကစားသမားကို Fabrizio Romano ကိုရင်က Here we go လုံးလိုက်ပြီးကစားသမားရောအသင်းရောနှစ်ခုစလုံးက Arsenal အသင်းကိုပြောင်းရွှေ့ဖို့အတွက်သဘောတူညီလိုက်ပြီးပဲဖြစ်ပါတယ်။ဒီကစားသမားကို ဒီ Euro 2024ကြီးခဲ့တဲ့လူတော်တော်များများဆိုလို့ရှိရင်တော့ဒီကစားသမားကိုယင်းနှီးပါလိမ့်မယ်ဒီကစားသမားရဲ့ကစားဟန်ကတော့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင် Thomas Partey လိုမျိုး Destroyer Ro ပုံစံကစားရမျိုးမဟုတ်ဘဲနဲ့ဒီကစားသမားကပုံမှန်အပြင်ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင် Georgin Ho နဲ့တော့ခက်ဆင်ဆင်မယ်ဘာဒါအာဆင်နယ်ကကစားသမားကိုပြောရအောင်နော်အာဆင်နယ်မှာဆိုရင်တော့ Georgin Ho နဲ့ခက်ဆင်ဆင်မယ်ဒါပေမဲ့သူ့ကိုတော့ Spain မှာ နောက်ထပ် boost squad ဆိုပြီးတော့တော့ခေါ်တယ်ဒီကစားသမားက disrayer ဆန်ဆန်ပေါ့နော် thomas party လိုမျိုးအဲဒီလိုမျိုး physical ကောင်းကောင်းနဲ့ဒီကြံ့ခိုင်မှုကောင်းကောင်းနဲ့တစ်ဖက်ကစားသမားတွေကိုပေါ့နော်ဒီ tackle မြောင်းဟာမြောင်းများစွာလုံမယ်ပြီးတော့လို့ရှိရင်ဘောလုံးတွေဖျက်ယူတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ဒီကစားသမားက man marking ကတ်တဲ့အပိုင်းမှာတော့အနေငယ်လေးအားနေပေမဲ့ zone marking ဘိုင်းမှာတော့ဒီကစားသမားကတော်တော်လေးထူးချွန်နေဆိုပြီးတော့ကျွန်တော်ဒီ သူ့ရဲ့ဘောနော် analysis video တွေပြီးသွားလို့ရှိရင်သူ့အကြောင်းရေးထားတာတွေကိုကျွန်တော်ဖတ်ရတယ်ဒီ zone marking ဆိုတဲ့သဘောကပြောရမယ်ဆိုလို့ရှိရင်ခန်းစစ်၄ယောက်တန်းအရှိမလွတ်နေတဲ့ space ဒီ zone ကြီးကိုဘောနော်သူ့အနေနဲ့ကောင်းကောင်းကြီး control လုပ်နိုင်တယ်ပြီးသွားလို့ရှိရင်ဒီကစားသမားက single pivot row ကိုကောင်းကောင်းကြီးကျွန်းကျွန်းကျင်ကျင်ကစားနိုင်လေဆိုပြီးကျွန်တော်သိရတယ်လို့မျိုးဒီကစားသမားကဘောလုံးကိုခြေထဲမှာထားပြီးတော့အရန်ကိုတက်တောင်းတက်တာနဲ့ ball carrying ရင်းလုံနိုင်တာပြီးတော့လို့ရှိရင်သူ့ကို la press လုပ်တဲ့အခါမှာလဲ press resistant ကောင်းကောင်းနဲ့ဒီကစားသမားခန္ဓာကိုယ်တန်းလေးနေပေါ့နော်ခန္ဓာကိုယ်အလှဲ့လေးနေကောင်းကောင်းကြီးကြော်ဖြတ်နိုင်တာမျိုးတွေပြီးတော့လို့ရှိရင်ကစားကွက်ကိုသူ့စီကနေပြီးတော့ပြန်စတင်တာမျိုးတွေကောင်းကောင်းကြီးလုံနိုင်တာကိုကျွန်တော်တို့သိရတယ်ပြီးတော့လို့ရှိရင်သူ့စီကနေပြီးတော့ဘောလုံးပြတ်သွားမဲ့ အရာမျိုးတွေကပေါ့နော်တော်တော်လေးကိုမှနဲပါတာကိုတွေ့ရတယ်ပွင့်လင်းပြောရင်တော့ဒီကစားသမားကိုတော့ကျွန်တော်ဒီ Euro 2024လောက်မှာပဲကြည့်ဘူးတယ်အဲ့တော့သူ့ရဲ့ဒီ analysis video တွေပြီးသွားလို့ရှိရင်သူ့ရဲ့ဒီ skill video တွေကိုကျွန်တော်တွားကြည့်တဲ့အခါမှာတော့အခုနကကျွန်တော်ပြောတဲ့အရာလေးတွေပေါ့နော်သူဒီ press resistant ကောင်းတာတို့ပြီးသွားလို့ရှိရင်ဘောလုံးကိုကောင်းကောင်းကြီးပေါ့နော် comfort ဖြစ်ဖြစ်နဲ့သူဘောလုံး ball carrying ရဲ့လုံနိုင်တာကိုတော့ကျွန်တော်တွေ့ရတယ်ပြီးတော့လို့ရှိရင် interception ကောင်းတဲ့အခါမျိုးတွေကိုလည်းကျွန်တော်တွေ့ရတယ်ဒါပေမဲ့ဒီကစားသမားက ကျွန်တော်တို့တော်တော်များများသိနေကြတဲ့ Queen Lane Nemesis Road Defensive Midfield ဆိုလို့ရှိရင်ခက်ကြံကြံကစားတဲ့ပုံစံမျိုးတွေခက်ကြံကြံ slide tackle လောက်တာ intercept လောက်တာ tackle လောက်တာမျိုးတွေမဟုတ်ဘဲနဲ့ဒီကစားသမားကနီးစနစ်ပိုင်းဆိုင်ရာနဲ့ဒီ Queen Lane ခန်းစစ်ကိုကောင်းကောင်းကြီးထိန်းချောင်းနိုင်တာမျိုးကိုတော့အဲ့ဒီဘက်ကိုပို့သွားတာမျိုးကျွန်တော်တို့တွေ့ရတယ်တကယ်ခြေစွမ်းအမှန်ကတော့ကျွန်တော်တို့အာဆင်နယ်အတင်းကို ရောက်လာမှပဲကျွန်တော်တို့သိရမယ်ဒါပေမဲ့ဒီကစားသမားရဲ့ပေါ့နော်တခုကျွန်တော်စိုးရင်တာဗာလဲဆိုတော့ဒီလိုမျိုးသူ့ရဲ့ကောင်းကွက်တွေရှိ に入れ派 ပရီးမီးယားလိဂ်လိုလိဂ်မျိုးမှာချက်ချင်းကြီးအသားကျမလားမကျမလားဆိုတဲ့ကိစ္စကိုတော့ကျွန်တော်တို့အနေငယ်လေးဆက်လက်စောင့်ကြည့်ရမယ်။ဒါပေမဲ့ဒီကစားသမားကလည်းဒီ Walkless အဆင့်မီကစားသမားတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုပရီးမီးယားလိဂ်လိုပြိုင်ဆိုင်မှုပြင်းထန်တဲ့မြန်အောင်မြင့်ကစားတဲ့လိဂ်မျိုးမှာတော့မင်းမင်းဆန်းဆန်းအသားကျဖို့အတွက်ကတော့ကျွန်တော်ကတော့မျှော်လင့်နေဒီလိုမျိုး Walkless ကစားသမားတယောက်လူတွေအသင်းတွေအများကြီးလိုချင်တဲ့ကစားသမားတယောက်ကိုကျွန်တော်တို့ဒီလိုခေါ်နိုင်ခဲ့တာကတော့တော်တော်လေးကိုမှကျွန်တော်အာဆင်နဲ့အသင်းတွက်လာမယ့်ယာတီအတွက်တော်တော်ကိုမှအားရစရာ ဖြစ်တဲ့ဒီကစားသမားရဲ့ injury record ကိုတွားကြည့်မယ်ဆိုလို့ရှိရင်2020ကနေပြီးတော့2024ခုနှစ်အတွင်းထိကိုသူဟာဒဏ်ရာကြောင့်86ရက်တာအနားယူခဲ့ရတာကိုကျွန်တော်တွေ့ရတယ်ဒီ2020 2021မှာဆိုရင်22ရက်အနားယူခဲ့ရတယ်21 22မှာဆို6ရက်22 23မှာဆို10ရက်နဲ့23 24မှာဆိုလို့ရှိရင်41ရက်တာအနားယူခဲ့ရတာကိုကျွန်တော်တွေ့ရတယ်အဲ့ဒီ သူအနာယူခဲ့ရတဲ့86ရက်လုံးမှာမှသူလွဲချော့ခဲ့တဲ့ပွဲဟာ10ပွဲတာလင်ရှိခဲ့တာကိုလည်းကျွန်တော်တွေ့ရတယ်။သူရရှိခဲ့တဲ့ဒဏ်ရာတွေကိုကျွန်တော်ကြည့်မယ်ဆိုရင်တကောက်ကျော်ဒဏ်ရာရတယ်၊တင်ပဆုံဒဏ်ရာရတယ်၊ muscle injury ရပြီးတော့နောက်ထပ်ဒီပေါင်ချံဒဏ်ရာပေါ့နော်အဲ့လိုမျိုးဒဏ်ရာတွေကိုရရှိတာမျိုးတွေကိုကျွန်တော်တွေ့ခဲ့ရတယ်။ဒါပေမဲ့ ကျွန်တော်တို့တခုသတိထားရမှာကသူကစားတာဒီစပိန်လာလီကာဖြစ်တယ်။တောမတ်ပါတီလိုမျိုးတန်ချောင်းတောင်မှအာဆင်နယ်ကိုရောက်တဲ့အခါမှာဖျောင်းဖြစ်သွားတာကိုကြည်ချင်းအဖြစ်တော့ဒီလို injury record ကောင်းတာကိုကျွန်တော်တို့ကအရင်စိတ်ချနေလို့မရဘဲနဲ့တကယ် Premier League ကိုရောက်လာပြီးတော့မှသာလျှင်တကယ်ဒဏ်ရာကိုကောင်းကောင်းရှောင်ကစားနိုင်မယ်တကယ် physical ပိုင်းကောင်းကောင်းနဲ့ fitness ပြည့်ပြည့်နဲ့ကစားနိုင်မှုကိုတော့ကျွန်တော်တို့ကအများကြီးသူ့ပေါ်မှာမျှော်လင့်ထားရမယ်အဲ့လိုမျိုးဖြစ်ဖို့အတွက်လည်းကျွန်တော်တို့ တကယ်လဲလိုအပ်တယ်ဒါမှလည်းကျွန်တော်တို့သူ့ကိုခေါ်ခဲရတဲ့ဒီရီမန်းချက်တွေကျွန်တော်ပြေးဝမယ်ဒါပေမဲ့အာတီတာအနေနဲ့သူ့ကိုလာမယ့်ယာတီမှာ အာဆီနယ်တဲ့ရဲ့နံပါတ်6နေရာကိုတခါတည်းတန်းပြီးအပိုင်ပေးမှလားဆိုတဲ့ကိစ္စကအရင်စိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်ကတော့ Thomas Partey ကိုအဲ့ဒီနေရာမှာထပ်ပြီးတော့စာချုပ်တက်တန်းတိုးစီခြင်းနဲ့အာဆီနယ်အသင်းကတည်တဲ့အတိုင်းပဲအသက်30နဲ့အထက်ကစားသမားတွေဆိုလို့ရှိရင်တစ်နှစ်အပေါင်းတစ်နှစ်နဲ့တက်တန်းတိုးတာဖြစ်တဲ့အတွက်ကြောင့်မလို့ Thomas Partey ကိုအာဆီနယ်အသင်းမှာနောက်ထပ်အနိုင်ဆုံးတော့အနိုင်ဆုံးအတော့ Thomas Partey ဒီထက်ထပ်ပြီးရှိလဲကျွန်တော်ကဘာမှမဖြစ်ဘူးကျွန်တော် ဗီဒီယိုကြည့်နေရညီကိုမောင်နှမဆိုတည်တယ်ကျွန်တော်ရဲ့လက်ရှိအာဆင်နယ်တင်းစကွတ်ထဲမှာကျွန်တော်အခြေဆုံးကစားသမားကိုပြပါဆိုရင်တောမတ်ပါတီးပဲဒီကစားသမားဟာအာဆင်နယ်မှာအနည်းဆုံးနောက်ထပ်အနည်းဆုံး100သီဆက်ရှိပြီးတော့အာဆင်နယ်အသင်းရဲ့ဒီဇူဘီမန်ဒီတို့ဒက်ကလန်ရိုက်စ်တို့ကိုဒီကွင်းလက်ခံစစ်နေရာမှာကောင်းကောင်းကစားနိုင်ဖို့အတွက်ကိုသူကောင်းကောင်းကြီးနောက်ထပ် သူအနောက်ကနေပေါ့နော်ကောင်းကောင်းပံ့ပိုးဖေးနိုင်ဖို့အတွက်ကျွန်တော်ကတော့အများကြီးမျှော်လင့်နေဒီဟာကိုလည်းအာဆင်နယ်အသင်းရဲ့တာဝန်ရှိသူတွေသောမတ်စ်ပါတီရဲ့စာချုပ်တန်တန်းတို့ကိစ္စကိုလည်းအမြန်ဆုံးအပြီးဖြတ်ဖို့အတွက်မျှော်လင့်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အာဆင်နယ်အသင်းကနောက်လာမယ့်ရာသီအတွက်တကယ်ကိုမှအရေးကြီးတဲ့ခေါ်ယူမှုအဖြစ်မာတင်ဇူဘီမန်နီကိုခေါ်ယူဖို့အတွက်အလုံးစုံသဘောတူညီမှုရရှိသွားပြီးနောက်ထပ်စိတ်အေးခြင်းနဲ့ဆိုတဲ့လူတွေကတော့ဂျာစီကိုင်မှယုံနာကတော့ပို့ပြီးကောက်ပါလိမ့်မယ် โอเคဒါကတော့ဒီကနေ့တက်ခဲ့တဲ့ Martin Zubimendi ရဲ့ Hiwi ကိုသတင်းကိုကျွန်တော်တင်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်နောက်ထပ်သတင်းတွေဘာတွေထပ်တက်လာမလဲတက်လာတဲ့အခါတိုင်းမှာလည်းကျွန်တော်ဆက်လက်ပြီးတင်ဆက်ပေးဦးမှာဖြစ်လို့ဆောင်းမကြည့်ရှုပါအောင်လို့ပြောကြရင်လည်းကျွန်တော်အစီအစဉ်တစ်ဆက်နေမှုဒီနေရာမှာပဲရန်လာလိုက်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့ Arsenal fans ညီကောင်မောင်မများအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်